မင်္ဂလာညနေခင်းပါရှင်။ဧပြီလ9ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်မိထားရဲထုတ်လင်းတင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ငလင်တန်းကြောင့်ဧပြီလ6ရက်ညနေပိုင်းအထိတည်ဆုံးသူ3564ဦး၊ထရန်ရရှိသူ9012ဦး၊ပျောက်ဆုံးဦးရေ110ရှိတယ်ဆိုတဲ့သတင်း။ငလင်းကျောင်းပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့တိမ်ဖြူဟိုတယ်ကနေအမျိုးသမီးတအူးရဲ့အလောင်းရှောက်ဖွေတွေ့ရှိခဲ့တဲ့တဲ့ ။စကိုင်းမြို့ရက်ကွက်တချို့မှာငလင်လှုပ်ပြီးကိုယ့်ရဲ့အကြမှာလျှက်ဆင်ပြီးပြန်ရခဲ့တဲ့တဲ့နဲ့တရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့ကပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့ဆေးဝါးတွေထပ်မံရောက်ရှိလာတဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။ဦးဆောင်သတင်းတပုတ်နေနဲ့ငလင်တန်းကြောင့်ဧပြီ6ရက်ညနေပိုင်းအထိသေဆုံးသူ3,564ဦး ဒဏ်ရာရရှိသူ912ဦးနဲ့ပျောက်ဆုံးဦးရေ210ရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ငလင်းတန်းကြောင့်ဧပြီ6ရက်ညနေ6နာရီအထိသေဆုံးသူ3564ဦးဒဏ်ရာရရှိသူ912ဦးနဲ့ပျောက်ဆုံးဦးရေ210ရှိတယ်လို့နာဆာကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရတယ်။ ဒါပြင်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်းဘေးအတွက်နိုင်ငံတကာကကုညီကင်ဆင်မှုတွေအနေနဲ့နိုင်ငံ20ကလေရင်ခောက်ရင်88စင်၊သင်္ဘော90စင်၊ကား6စီ၊ကုညီကင်ဆင်ပစ္စည်းတွေဝန်ထမ်းတွေပို့ဆောင်ပေးလှူထားပြီးကုညီကင်ဆင်ဝန်ထမ်း1938ဦး၊ထောက်ပံ့ရေးပစ္စည်း1198တန်းကျော်၊ကယ်ဆယ်ရေးပစ္စည်း184တန်းကျော်ရောက်ရှိပြီဖြစ်တယ်လို့သိရပါဗျ။ ဒါပြင်မြန်မာနိုင်ငံကခွင့်မပြုတာကြောင့်နိုင်ငံတကာကကုညီကယ်ဆယ်ရေးအဖွဲ့တွေပြန်ကြားမှာဖြစ်ကြောင်းအချိန်ကိုက်ကောလဟာလာတွေထုံလင်းလျက်ရှိကြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေဟာအဆင့်လိုက်ဆောင်ရွက်ရတာဖြစ်ကြောင်း၎င်းကပြောပါရယ်လက်ရှိမှာနိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တချို့ဟာ၎င်းတို့လုပ်ငန်းပြီးဆုံးလို့မြန်မာနိုင်ငံကပြန်လည်ထွက်ခွာမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက၎င်းတို့ကိုဂုံပြူအမှတ်တရစိတ်တွေပေးအပ်တာနဲ့ဂုံပြူအခမ်းအနားတွေပြုလုပ်ပြီးနှုတ်ဆက်တာတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ရှောက်ဖွေကင်းစင်ရေးဆောင်ရွက်မှုစံတမတ်ချက်တွေအနေနဲ့အစင့်တဲ့ဘေးအန္တရာယ်ထိခိုက်ခံရသောဧရိယာ၏အခြေအနေတည်နေရနှင့်အခြားဘေးအန္တရာယ်များထပ်မံဖြစ်ပွားနိုင်မှုရှိမရှိစစ်ဆေးခြင်းအစင့်နှင့် White Area Assessment ဆောင်ရွက်မှုမှရရှိသောသတင်းအချက်အလက်များပေါ်မူတည်ပြီးရှာဖွေကိစ္စရေးလုပ်ငန်းဆောင်ရွက်မှုအပိုင်းများပိုင်းခြားသတ်မှတ်ခါဘေးအန္တရာယ်လုံခြုံမှုလုပ်ငန်းများဆောင်ရွက်ခြင်းအဆင့်၃ ဘေးဒုက္ခရောက်ရှိတဲ့မျက်မြင်လူနာတွေကိုဦးစားပေးအဆင့်အတန်းအလိုက်ကယ်ဆယ်ရွှေ့ထုတ်ခြင်းပိမိနေသောလူနာများအားရှာဖွေခြင်းနဲ့အသက်ကယ်ဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းအဆင့်လေးပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေအတွင်ပိမိနေတဲ့လူနာတွေထပ်မံကြံရှိမှုရှိမရှိတေချာစေဖို့ဧရိယာတစ်ခုလုံးကိုခင်မီနီးပညာမြင့်ပစ္စည်းများအသုံးပြုကရှာဖွေလုပ်ငန်းကိုဆောင်ရွက်တာနဲ့အဆင့်ကရှာဖွေကယ်ဆယ်ရေးနောက်ဆုံးအဆင့်အနေနဲ့လူဝင်အားအသုံးပြုပြီးအပြည့်အစည်းတွေကိုဖယ်ရှားရှင်းလင်းရှာဖွေတာ ရင်ရန်နေရာတွေအသုံးပြုပြီးဖေရှားရှင်လင်းတာတွေကိုဆောင်ရွက်တာတွေဖြစ်တယ်လို့သိရပါဗျ။ငလင်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့တင်ဖြူဟိုတယ်ကနေအမျိုးသမီးတဦးရဲ့အလောင်းရှောက်ဖွေတွေ့ရှိခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။မလ28ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်မန္တလေးမြို့မှာရှိတဲ့တင်ဖြူဟိုတယ်ပြိုကျပျက်စီးခဲ့ပြီးအဲ့ဒီဟိုတယ်အတွင်းကနေအမျိုးသမီးတဦးရဲ့အလောင်းကိုဧပြီ6ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ အင်အားပြင်းကလေးလုခတ်ခဲ့မှုကြောင့်မန္တလေးမြို့83လမ်း29လမ်းမှာရှိတဲ့တင်ဖြူဟိုတယ်အဆောက်အဦပြိုကျပြက်စီပြီးပိတ်မိနေသူတွေကိုမြန်မာနိုင်ငံမိသက်တက်ဖွဲ့ကရှာဖွေကယ်ဆယ်ရေးတက်ဖွဲ့ဝင်တွေရုရှားနိုင်ငံကရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာဧပြီလ6ရက်မော်လဲ12:46မိနစ်အချိန်မှာအမျိုးသမီးတအူးရဲ့ရုပ်အလောင်းကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ပြီးလဲရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။စကိုင်းမြို့ရက်ွက်တချို့မှာငလင်လုတ်ပြီးကိုရဲအကြမှာနှင်းစင်ပြီးပြန်ရခဲ့တဲ့တရင်ကိုထပ်မံပြီးတော့တင်းဆက်ပေးပါမယ်။စကိုင်းမြို့ကရက်ွက်တချို့မှာငလင်လှုပ်ခတ်ပြီးတဲ့နောက်ကိုရဲအကြဧပြီ6ရက်ညပိုင်းကစပြီးနှင်းစင်ပြီးပြန်လည်ရရှိခဲ့တယ်လို့သိရပါဗျ။ ကျွန်တော်တို့နန်နဝင်ကွက်တက်မှာဧပြီ6ရက်6နိုင်ခွဲလောက်မှာမီးပြန်ရလာတယ်။သိရတဲ့တော့ရက်ကွက်ထဲကမီးလိုက်သမားတွေရှိလို့အခုလောက်မြန်တာတခြားရက်ကွက်တော်တော်များများမရသေးဘူး။နန်နဝင်နဲ့ဆက်ဆက်နေတဲ့ချင်းစုနန်းတော်ရပိုဒန်စားသဖြင့်ရက်ကွက်တွေမှာမီးမရသေးဘူးလို့မြို့ကန်တို့ကပြောပါရယ်။လက်တလုံးမှာသခိုင်းမျိုးမှာလျှင်စင်ပြီးပြန်ရနေတဲ့ရက်ကွက်တချို့ရှိပေမဲ့လည်းအများစုကမရရှိသေးဘူးလို့သိရပါရယ်။ ကျွန်တော်တို့ကတကောင်းရက်ကွက်ဆိုပေမဲ့တရက်ကွက်လုံးမရသေးဘူး။တရားဆောက်လုံရေးတိုက်တန်းတွေနဲ့ကန်းနာလဲတလျှောက်တော့မေးရတာနှစ်ရက်လောက်ရှိပြီလို့ဒေတာကန်တဝူကပြောပါရယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့တရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့ကပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့စေဝါတွေထပ်မံရောက်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။တရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့ကပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေဧပြီ6ရက်ကထပ်မံရောက်ရှိလာပါတယ်။ ငလင်တန်တဲ့ပြည်သူတွေအတွက်တရုတ်နိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေတင်ဆောင်လာတဲ့လင်းရင်ဟာဧပြီ6ရက်မနက်10:00နာရီမှာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိလာတယ်လို့သိရပါဗျာ။ အဲ့ဒီလေရင်နဲ့ဆေးပြည့်စည်တွေနဲ့အသက်ရှူကရိယာတွေ3988ကီလိုဂရမ်ပါရှိပြီးရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိချိန်မှာတာဝန်ရှိသူတွေကလက်ခံရယူခဲ့တယ်လို့သိရပါဗျ။အလားတူငလင်တန်တဲ့ပြည်သူတွေအတွက်ပါကစ္စတန်နိုင်ငံကဒုတိယအကြိမ်ပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညိကယ်ဆယ်ရေးပစ္စည်းတွေနဲ့စေဝါတွေဟာဧပြီ6ရက်မနက်ပိုင်းမှာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိလာတယ်လို့သိရပါဗျ။ အစောပိုင်းကုညီကယ်ဆယ်ရေးပစ္စည်းတွေမှာမိုးကတဲ့တကူရီသုံးပစ္စည်းတွေတာပေါ်လင်းစေးဝါတွေ MRE အသင်းစားအစားအစာစုစုပေါင်း3,1301ကီလိုဂရမ်ပါဝင်ပြီးတာဝန်ရှိသူတွေကကြိုးစုံနှုတ်ဆက်ပြီးလိုအပ်တာတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။ April 9ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရိုက်ထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။ည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ရှင်။